ဒီဘက်ဒီဘက်လေးကြည့်ပေးကြပါဦးတော့တန်ဃာတော်တွေကတော့အလုံးပေါင်း220ပြီးတော့ယောဂီကတော့အဲ80ပြီးတော့တိလရှင်တွေပေါ့နော်တိလရှင်တွေကတော့အပါ100ပေါ့ပြီးတော့တခြားအပရိသတ်တွေလည်းဒါကျွန်တော်တို့ကဒီနေ့ဟိုဒါဟိုအဆူလေးအနေနဲ့ကျွန်တော်တို့အပြုလုပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အမြင်ကတော့အရန်လှဟုတ်နော်အရန်လှမျက်လုံးထဲမှာ အေးချမ်းပြီးတော့လှနေလှနာလှနာကိုငယ်ဘာဆက်ပြောတော့မလို့ဆိုနေဆိုရင်စိတ်ပူနေရတယ်ဘယ်တော့မှစိတ်ပူနေတယ်နောက်ကနေစတဲ့စကလုံးတွေကလာနေကြဆိုတော့တောက်လို့ပဲစဖိုင်းအကောင့်ပြောတာပြီးလို့ရှိရင်အဲ့လိုပြောရင်လေစတဲ့ဘက်ကိုရောက်တော့ဒီမိုက်ဒီဝေရောဒီမိုက်ဒီဝေရော ဒီနေ့ကတော့တက်ပြူတော့ဆရာတော်ကြောင်းမှာပေါ့နော်ကျွန်တော်တို့ကဒါဟိုမင်္ဂလာဦးအတူမင်္ဂလာဦးဆုံချွေးအနေနဲ့ကျွန်တော်တို့ဒီနေ့ကိုကျွန်တော်တို့ဒါပြုတော့ဖြစ်ပါတယ်ဒါကတော့ကုသိုလ်အနေနဲ့ပေါ့နော်ကုသိုလ်အနေနဲ့ဒါကျွန်တော်တို့အာဒီနေ့ကိုကျွန်တော်တို့ဒါကုသိုလ်လေးဒါလုပ်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကတော့ဒါဟိုပေါ့နော်ဒီနေ့ကတော့တန်ဃာတော်တွေကတော့အားလုံးပေါင်း220ပြီးတော့ယောဂီကတော့ အဲ80ပြီးတော့တိလရှင်နေပေါ့နော်တိလရှင်နေရတော့အပါတရာပေါ့ပြီးတော့တခြားအပရိသတ်တွေလည်းဒါကျွန်တော်တို့ကဒီနေ့ကိုဒါဟိုအဆူလေးအနေနဲ့ကျွန်တော်တို့အပြုလုပ်ဖြစ်ပါတယ်အာလောအယာဘာ ရှိနေတာရောပေါ့နော်ကျေးဇူးပါဟုတ်လည်းလေးများပါမများပါဘူးအဲမများပါဘူးလို့တော့လို့တော့လူနေသေးတာအဲချစ်ချစ်လေးပါမနေနဲ့ကိုမလေးပြည့်စက်ပြီးတာတော့ပဲပါဦးစုပ်ပြည့်တင်နေတာပါကျွန်တော်အမြင်ကတော့အရန်လှအဟောအရန်လှမျက်လုံးထဲမှာအေဂျင့်ပြီးတော့လှနေတာလှနေလဲနာလဲနာလဲနာကိုငယ်ဘာဆက်ပြောတော့မလို့ဆိုနေဆိုးရင်စိတ်ပူနေရတယ်ဘယ်တော့မှလဲစိတ်ပူနေတယ်တနောက်ကနေစတဲ့စကလုံးကလာနေချာဆိုတော့ လိုစကားလုံးနာမယ်လို့ပြောလဲညမညမနဲ့သားလဲတော်လို့ပဲစပိုင်းအကောင့်ပြောတာပြီးလို့ရှိရင်အဲ့လိုပြောရင်လေစတဲ့ဘက်ကရောက်တော့တောင်းရစစ်ထက်ပို့ပြီးစေးထိုးစေးထိုးတီပေါက်ကြီးထိုးတယ်အဲ့လိုမျိုးအေးအဲ့လိုခက်တီတီနဲ့လေအဲ့လိုစတာဒီဘက်ဒီဘက်လေးကြည့်ပြကြပါဦးဒီမိုက်ကြီးပဲတော့ဒီမိုက်ကြီးပါဇနီးမောင်နှံနှစ်ယောက်ကိုပေါ့နော်ချစ်ခင်အားပေးကြတယ်ချစ်ပေးကြတယ် ော်သူများအားလုံးပြည်ပနဲ့သားသမီးများအားလုံးကျွန်တော်တို့အဲဇနီးမောင်နှံမောင်နှံနှစ်ယောက်ကိုဆူတောင်းပေးကြတော့ပြီးတော့ကျွန်တော်တို့နှစ်ဖက်မိဘအတိုင်းဝန်းဆွေမျိုးတွေကိုချစ်ခင်ပေးကြတော့ဟိုကောင်းတော်ဆူတောင်းပေးကြတော့သူများအားလုံးပြီးတော့ခုနှစ်ရဲ့သားသမီးများအားလုံးအမြဲတမ်းကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေလို့ကျွန်တော်အနေနဲ့ဆူတောင်းပေးခြင်းပါတယ်